ဒီနေ့မေလ28ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုပြောပြပါမယ်။မြန်မာစစ်တပ်ရဲ့မရက်မနာအကြမ်းဖက်မှုပြည်ထောင်ကင်းလုံးခွင့်ရရှိနေမှုစီးပွားရေးပျော်လဲမှုနဲ့အတူပုံမဆိုးရွားလာတဲ့ပြည်ပကတွေကြောင့်မအယက်သားမြန်မာပြည်သူတွေဟာမျိုးစားပင်တွေအဖြစ်ပိတ်မိနေစေတယ်လို့ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးအောင် OACAR ရဲ့အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။ကုလရဲ့အစီရင်ခံစာအသစ်မှာ2021ဆရာနာသိမ်းပြီးချိန်ကလေးကပုံမဆိုးရွားလာတဲ့အခြေအနေတွေကိုမိမောင်းထုတ်ပြထားပါတယ်ရှင်။ တနင်္လာရီတိုင်းဒဝဲခရိုင်မှာဒေသအတွင်းအရေးပါတဲ့စစ်ကောင်စီတပ်ရဲ့ထိတာပြူအားစခန်းကိုမသိမ်းပိုက်နိုင်ရင်နယ်မြေအတွင်းပြန်လည်အခြေချဖို့ပုံမခက်ခဲနိုင်တာကြောင့်အပိသက်တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်တယ်လို့ KNU တမဟာလေးရဲ့အတွင်းရမှုဘဒိုစောအင်နာက ပြောပါတယ်ထိတာပြူအားကထိုင်းနယ်စပ်အနီးမှာရှိပြီးထိုင်းမြန်မာနယ်စပ်ကုန်းသွယ်စခန်းဖြစ်တဲ့ထိခိဒေသကိုစွန့်မိုးထားတဲ့စခန်းလေးဖြစ်ပါရဲ့ရှင်ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ်ရဲဘုံမှုခွန်တွန်းပေါ်အပါအဝင် အရမစုဆောင်ခံရတဲ့ပိုအိုလူငယ်ဒါဇင်နဲ့ချီပြီးတည်ဆုံးခဲ့တယ်လို့ပိုအိုစစ်ဘက်သတင်းရင်းမြစ်တွေက People's Spin ကိုပြောပြပါရရှင်။မန္တလေးတိုင်းမတရားမျိုးနယ်အရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမင်းညားအထိတိုက်ပွဲတွေပြင်းထန်နေရလို့တော်လရင်တက်တွင်စီကသိရပါတယ်။မတရားမျိုးနယ်အရှိချမ်းက FRB နဲ့မြေဆက်ယုံညကန်သာရွာထမ်းမင်ကုန်းကျေးရွာနဲ့ဂျားရွာအနီးတို့မှာတိုက်ပွဲတွေဖြစ်နေတာလို့သိရပါရရှင်။